မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇန်နဝါရီလ20ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့် update သတင်းကတော့မကွေးတိုင်းစိတ်ဖြူမြို့နယ်အမှတ်27ကာကွယ်ပစ္စည်းဆက်ယုံကို short tight ဒုံးနဲ့ပြစ်ခတ်မှုမှာစစ်တီ9ဦးတိတ်ဆုံးခဲ့တဲ့အပြင်လက်နက်ဆက်ယုံအဆောင်3ခုနဲ့စတိုယုံတစ်ခုတို့ပြိုကျပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ16ရက်နေ့ညနေ4:20မိနစ်အချိန်ကစတင်ပြီးတော့စစ်ကောင်စီရဲ့လေတပ်ကအားထားရတဲ့မကွေးတိုင်းစိတ်ဖြူမြို့နယ်ကာကွယ်ပစ္စည်းဆက်ယုံကပ္ပစအမှတ်27အတွင်းကို တရားခေါ်မမရှော့တိုက်တုံးရှစ်လုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးပြစ်ခတ်မှုကြောင့်အဲ့ဒီအမှတ်27ကပ္ပစဆက်ယုံဝင်းအတွင်းထဲကဆက်ယုံအမှတ်106ဆက်ယုံအမှတ်109နဲ့ဆက်ယုံအမှတ်201တို့ပြိုကျပျက်စီးခဲ့ပြီးတော့ ထုတ်လုပ်ပြီးတဲ့ဘုံတွေယာယီတူလောင်ထားတဲ့ technical store တခုတို့ပျက်စီးသွားတယ်လို့သိရပါဗျ။ရမ်းချက်ဂိုဒေါင်မီးလောင်ခဲ့ရမှာအဲ့ဒီမီးဟာအချိန်အတော်ကြာနှိမ့်မရပဲနဲ့တောက်လျှောက်အချိန်ကြာမြင့်စွာလောင်ကျွမ်းခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုအတွင်းမှာအရာရှိနှအုပ်နဲ့စစ်တီ9ဦးတေဆုံးခဲ့တယ်လို့သိရပြီးတော့စစ်တီ10ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုမှာ Brave Warriors for Myanmar BWM အဖွဲ့ရဲ့ဥဆောင်စီမံမှုနဲ့ Eagle Brigade အညာ Eagle အဖွဲ့ပေါက်တောင်ပိုင်း Young Revolution Front ဘုံနာပေါက်အဖွဲ့ No More Dictatorship NMD အဖွဲ့ Shadow Mandalay အဖွဲ့ စိတ်ဖြူတကူတော်ကြားစုံနဲ့အတူပခုတ်ကိုခရံတက်ရင်၁၉တက်ခွဲနှစ်ဘာမတိအဖွဲ့တော်ကပူပေါင်းလှုပ်ဆောင်ခဲ့ကြတယ်လို့သိရပါတယ်တော်လိုင်းတက်ဖွဲ့များတိုက်ခိုက်ခဲ့တဲ့ကပ္ပစ27ဟာမငွေတိုင်းပခုတ်ကိုခရံစိတ်ဖြူမြို့နယ်မှာတရှိပြီးတော့စေကောင်းစီရဲ့လေးတက်ကနိုင်ငံတော်မှာရှိတဲ့ပြည်သူလူထုကိုဘုံကျဲတပ်ဖြတ်ရာမှာအုံပြုနေတယ်ပေါင်၅၀ပေါင်၅၀ဘုံဒီများ cluster ဘုံဒီများအပါအဝင်တိုက်လီရင်၃လူသက်ဘုံဒီအမျိုးမျိုးကိုအဓိကထုတ်လုပ်ပေးနေတဲ့စက်ရုံဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မွန်ပြည်နယ်ရေးမြို့နယ်ကျုံလောင်ချွေရွာအနီးကိုအင်အားအလုံးရင်းနဲ့စစ်ကြောင်းထုတ်လာတဲ့အကြမ်းဖက်စစ်တပ်နဲ့တော်လိုင်းပူပေါင်းအဖွဲ့တို့တိုက်ပွဲဖြစ်ပွားပြီးတော့အကြမ်းဖက်စစ်ကောင်စီဘက်ကအရာရှိအပါအဝင်အယောက်80ခန့်တေဆုံးပြီးတော့အယောက်30တန်းရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အချက်ပါစစ်ကောင်စီလက်အောက်ခံစကခ79ခလာရ31ခမရ983ခမရ961အမတ36တို့ပါဝင်နေစစ်ကောင်စီတပ်နဲ့တော်လိုင်းပူပေါင်းအဖွဲ့တို့ဟာဇန်နဝါရီလ9ရက်နေ့ကနေ17ရက်နေ့အထိတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးတော့ဒီနေ့အထိကိုတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့အသိပေးထားပါတယ်ဇန်နဝါရီလ17ရက်နေ့တိုက်ပွဲမှာအချက်ပါစစ်တပ်ကလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်ခဲ့ပြီးတော့လေကြောင်းကနေဘုံကျဲတိုက်ခတ်မှုနှစ်ကြိမ်ပြုလုပ်ခဲ့တယ်လို့သိရပါတယ်စစ်တပ်ကအရာရှိအပါအဝင်တပ်သား80ခန့်တေဆုံးပြီးအယောက်30တန်ရာရရှိက မွန်ပြည်တော်လှန်ရေးတပ်မတော်နဲ့ပူးပေါင်းအဖွဲ့ကရဲဘော်၃ဦးထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့မွန်ပြည်တော်လှန်ရေးတပ်မတော်ကမနေ့ကသတင်းထုတ်ပြန်ထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်စစ်ရေးသတင်းကတော့အကြက်ဖတ်စစ်ခေါင်းဆောင်မင်းအောင်လှိုင်အပါအဝင်စစ်ခေါင်းဆောင်များအနေနဲ့ပြည်သူလူထုအပေါ်ကျူးလွန်ထားတဲ့စစ်ရာဇဝတ်မှုများအတွာတာဝန်ယူတာဝန်ခံရမယ်လို့အေအေရပြောခွင့်ရခိုင်သူခါကသတိပေးပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇန်နဝါရီလ16ရက်နေ့မှာမြောက်ဦးမြောက်မှာရှိတဲ့စစ်တုံးဘန်းများထားရှိရာနေရာကိုအကြက်ဖတ်စစ်ခေါင်းစီကလေယာဉ်များနဲ့ဘုံများကျဲချမှုကြောင့်အမျိုးသမီးများကလင်းငယ်များအပါအဝင်28ဦးသေဆုံးပြီးသေဆုံးသူများထဲမှာစစ်တုံးဘန်းများလည်းပါဝင်ခဲ့ရာအဲ့ဒီလောက်ရဟာစစ်ရာဇဝတ်မှုမြောက်ကျောင်း ဂျန်နီဖာကွန်ဗင်းရှင်းကိုလည်းချိုးဖောက်ရာရောက်ကြောင်းဒါကြောင့်စစ်ကောင်းဆောင်များအနေနဲ့အဲ့ဒီလောက်ရက်တွေအတွက်တာဝန်ယူတာဝန်ခံရလိမ့်မှာဖြစ်တယ်လို့ အေးရပြောခွင့်ရခိုင်ဒုက္ခကပြောဆိုထားပါတယ်လူနေထူထပ်တဲ့မြို့တွေရွာတွေအဲ့ဒီနေရာတွေကိုပြစ်မှတ်ထားပြီးတော့တိုက်ခိုက်လာတာတွေတွေ့ရပါတယ်ဒီဟာကတော့ပြောရမယ်ဆိုရင်စစ်ကောင်စီအနေနဲ့စစ်ပွဲအတွင်းမှာလိုက်နာရမယ်ကျင့်ဝတ်တွေအားလုံးကိုချိုးဖောက်ပြီးတော့ပြည်သူတွေကိုရည်ရွယ်ချက်ရှိရှိနဲ့ပြစ်မှတ်ထားတိုက်ခိုက်လာတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါဟာစစ်ရာဇဝတ်မှုမြောက်ပါတယ်စစ်ကောင်စီရဲ့စစ်ခေါင်းဆောင်တွေအနေနဲ့သူတို့ကျူးလွန်ထားတဲ့စစ်ရာဇဝတ်မှုတွေအတွက်တာဝန်ယူမှုတာဝန်ခံမှုရှိရမှာဖြစ်ပါတယ်လို့ ခိုင်ဒုက္ခကပြောဆိုလိုက်ပါရယ်မြောက်ဦးမှာရှိတဲ့စစ်တုံမညာထားရှိရာနေရာကိုရည်ရွယ်ချက်ရှိရှိနဲ့စစ်လေရင်နဲ့ဘုံကျဲတပ်ဖြတ်မှုမှာလေစစ်ရာဇဝတ်မှုကျူးလွန်မှုဖြစ်တဲ့အတွက်မှတ်တမ်းတင်ထားရှိတယ်လို့ပြောပါရယ်ယခုခါမှာစစ်ကောင်စီကပြည်သူများကိုပုံမှုပြီးတော့ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်လာတာကိုတွေ့ရပါရယ်ပြည်သူလူထုအနေနဲ့လေချောင်းအနေနဲ့ကိုရခင်ကတည်းပုံမှုပြီးတော့သတိထားရမယ့်အခြေအနေရောက်ရှိနေပြီဖြစ်တယ်လို့၎င်းကပြောဆိုထားပါရယ်ဒီအကြမ်းဖက်ဖက်စစ်စစ်ကောင်စီကစစ်တုံမန်းတွေယာယီထိန်းသိမ်းထားတဲ့နေရာတွေစစ်တုံမန်းမိသားစုတွေကိုယာယီထားတဲ့နေရာတွေကိုပြစ်မှတ်ထားပြီးတော့ ရည်ရွယ်ချက်ရှိရှိနဲ့တိုက်ခိုက်ခဲ့တာဆိုတာကဂျနီဗာကွန်ဗင်းရှင်းကိုပြောင်ပြောင်တင်းတင်းချိုးဖောက်လိုက်တာဖြစ်တယ်လို့စစ်ရာဇဝဲမှုကိုကျွလွန်လာလဲဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီလာပိုင်းတွင်မှာ စာတင်ကြောင်းတွေဈေးုံစည်းကမ်းတွေဈေးတွေဘာသာရေးအဆောက်အုံတွေလန်ဒရာတွေစေဘေးဆောင်စခန်းတွေကိုပြည့်မှတ်ထားလာတာတွေရှိပါတယ်ပြည်သူလူထုကိုကျွန်တော်ပြောချင်တာကတော့အချက်ဖတ်ဖက်စစ်စစ်ကောင်စီကပြည်သူတွေရှိတဲ့နေရာတွေကိုပြည့်မှတ်ထားပြီးတော့တရားလက်လွတ်လူမဆန်တဲ့တိုက်ခိုက်မှုတွေကိုတောက်လျှောက်ကြီးလှုပ်လာတဲ့အတွက်ကြောင့်မို့လို့လေချောင်းရံနဲ့လေချောင်းအနေရကိုအရင်ကတည်းပုံမှုပြီးတော့သတိထားကြဖို့ပြီးလို့ရှိရင်အင်တာနက်သုံးဆွဲတာဖုန်းလိုင်းသုံးဆွဲတာတွေကိုသတိထားပြီးသုံးဆွဲကြဖို့အတွက်တိုက်တွန်းချင်ပါတယ် ဒါကအများပြည်သူလုံခြုံရေးအတွက်အားလုံးကလိုက်နာလှုပ်ဆောင်ရမယ့်ကိစ္စဖြစ်ပါတယ်လို့ခိုင်သူခါကရှင်းလင်းပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းအုတ်တွင်းမြို့တန်တိုင်းခင်ရွာအနီးမှာအစံပတ်စစ်ကောင်းစီတပ်သားများတိုက်ခိုက်ခံရပြီးတဲ့နောက်စစ်တပ်ကစစ်ကြောင်းထုတ်ပြန်ပြင်ဆင်နေတဲ့အတွက်ကြေးရွာ၅ရွာကျော်ကထောင်ထဲချီတဲ့ပြည်သူများဟာထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ၁၈ရက်နေ့ည၈:၄၀မိနစ်ခန့်အချိန်မှာအုတ်တွင်းမြို့နယ်တန်တိုင်းခင်ကြေးရွာအနီးကင်းလက်ရန်ထွက်လာတဲ့အစံပတ်စစ်ကောင်းစီတပ်သား9ဦးကိုအုတ်တွင်းမြို့နယ်ပကဖကတော်လိုင်းရဲဘော်များကပြစ်ခတ်တိုက်ခိုက်ရာ စစ်တပ်ဘက်ကအရာရှိတအုပ်အပါအဝင်စစ်သား၃ဦးရဲနှအုပ်နဲ့အုတ်ချုပ်ရေးမှုတို့ပွဲချင်းပြီးတိုက်ဆုံသွားတယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်ဇန်နဝါရီလ၁၉ရက်နေ့မှာအကြမ်းဖက်စစ်တပ်ကနယ်မြေရှင်းလင်းရေးလုပ်မယ်ဆိုပြီးတော့စစ်ကြောင်းထုတ်ရန်ပြင်ဆင်နေခြင်းကြောင့် ပြည်သူများဟာကြိုတင်ရှောင်တိန်နေရခြင်းဖြစ်တယ်လို့သိရပါဗျ။လက်ရှိအချိန်မှာတန်တိုင်းခင်ရွာအနီးဝန်းကျင်မှာရှိတဲ့တဲကြီးကုန်းရွာ၊ရှမ်းရွာ၊ဘဲကြီးကုန်းရွာ၊ဇီးပြူတောင်ရွာနဲ့စစ်တောင်းမြေဘေးမှာရှိတဲ့ကျွေးရွာတချို့ကထောင်ထဲချီတဲ့ပြည်သူများဟာဘေးလွတ်ရာကိုတိန်ရှောင်ရန်ပြင်ဆင်နေရတယ်လို့သိရပါဗျ။စစ်ခွေးတွေကတန်တိုင်းခင်ရွာအနီးတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့နေမြင်ရှင်းလင်းမယ်ဆိုလို့ပြည်သူတွေကကြိုပြီးတော့ရှောင်တိန်နေရတာစစ်ခွေးတွေကသူတို့စစ်ကြောင်းထိုးပြီးဆိုရင်ရွာတွေကိုလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်တာတွေလုပ်တော့ ပြည်သူတွေခမရကြောက်လန့်နေရတာပေါ့ထောင်ထဲချီတဲ့ပြည်သူတွေဟာကြိုတင်ပြီးတော့ရှောင်တိန်နေကြရတာလို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်၎င်းတက်ခိုက်မှုအတွင်းမှာတင်းဆုံသွားတဲ့စစ်ကောင်စီတပ်သားတွေစီက MA3 တနက်တလက် MA11 တနက်တလက် G3 တနက်နှစ်လက် UZ တနက်တလက်နဲ့အတူ MA G ပေါက်၅ခု G3 G ပေါက်၄ခု UZ G ပေါက်တစ်ခုလက်ပစ်ပုံးတစ်လုံးနဲ့ဓမြောင်နှစ်ချောင်းတို့ကိုအုတ်တွင်းမြို့နယ်ပတ်ကဖရဲဘော်များကတိုက်စီရရှိခဲ့ကြောင်းသတင်းရရှိပါရခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ AR တိုင်းဟင်းသရမြို့နယ်လိမ်ချောင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဇော်ကြီးကကျေးရွာ20ကျော်မှာတအိမ်တော်ကိုစစ်မှုထမ်းကြီးလာစဉ်ငွေကျပ်8000အတင်းအဓမ္မလိုက်လံတောင်းခံနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြမ်းဖက်စစ်တပ်ကစစ်မှုထမ်းအပတ်စဉ်1စတင်တဲ့အချိန်ကစပြီးတော့ဟင်းသရမြို့နယ်လိမ်ချောင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဇော်ကြီးကစတင်ပြီးတော့ကျေးရွာ20ကျော်မှာရှိတဲ့ပြည်သူများထံကနေပြီးတော့စစ်မှုထမ်းကြီးဆိုပြီးတော့စတင်ကောက်ခံနေခြင်းဖြစ်ပြီးလက်ရှိအချိန်မှာငွေကျပ်8000အထိကိုတိုးမြှင့်ပြီးတော့ကောက်ခံလာခြင်းဖြစ်တယ်လို့သိရပါဗျ။ဒါ့အပြင် ်ဇော်ကြီးဟာစစ်မှုထမ်းလူငယ်တွေမရှိတဲ့နေအိမ်များကိုပါထောက်ပံ့ခြင်းဆိုပြီးကောင်းစင်တက်ကလာစဉ်ငွေကျပ်9000ထပ်မံကောက်ခံနေပြီးတော့အုပ်ချုပ်ရေးမှုဇော်ကြီးဟာအခုလက်ရှိအချိန်မှာတော့ကြီးပွားချမ်းသာလာတယ်လို့သိရပါတယ်။အဲ့ဒီအုပ်ချုပ်ရေးမှုဇော်ကြီးဟာလိတ်ချောင်းကြီးရောအုပ်စုမှာရှိတယ်။လိတ်ချောင်း၊ချက်တူရွေး၊ကလော်ကြီး၊ကလော်လေး၊ကုန်းကြီး၊တဲကုန်း၊ချောင်းလေး၊ရေကျော်၊အိုးဘုကုန်း၊တင်ကန်းတော်၊ကြားကုန်း၊ဒေါနာကုန်း၊နဘဲကုန်း၊အောက်ထုပ်ရေကျော်၊ပန်းထွေးကုန်း၊အိုင်ဆောက်ကုန်း၊သုံးမြေဆိုင် ရွှေဘုံသာဆက်ပြအိုင်နဲ့ဓာကယိုးရွာများမှာရှိတဲ့ခြေရွာများကပြည်သူများထံကနေပြီးတော့အတရအဓမ္မပတ်စံလိုက်လံကောက်ခံနေခြင်းဖြစ်တယ်လို့သိရပါတယ်။ဟင်းသရလေချောင်းအုပ်စုအုပ်ချုပ်ရေးမှုဇော်ကြီးကတော်တော်ကိုလူဘားဝနေတာတအိမ်တော်ကိုအသက်၁၈နှစ်ကနေ၃၅နှစ်အတွင်းရှိတဲ့နေအိမ်တွေဆိုရင်ငွေကျပ်၈၀၀၀တောင်းနေအဲ့ဒီနောက်ပိုင်းမှာဇော်ကြီးကပို့ပြီးဆိုးလာတာကအသက်35နှစ်ကျော်တဲ့နေအိမ်တွေကနေထောက်ပံ့ခြင်းဆိုပြီးတော့ နောက်ထပ်9000ထပ်တောင်းနေတာတဲ့လို့ဒေသခံပြည်သူတူကတိုင်ကြားထားပါတယ်အလားတူပဲရန်ကုန်မြို့ဒေကုံမြို့တဲ့အရှိပိုင်းမြို့နယ်အမတ်ရှိရက်ွက်အုပ်ချုပ်ရေးမှုလှသိမ်းတယ်ယာယီမှုစေရင်မှုတွေပူပေါင်းပြီးတော့ရက်ွက်ထဲကလူငယ်များရဲ့အမည်စရင်းများကိုလိုက်လံကောက်ခံနေပြီးစစ်မှုထမ်းရန်လိုအပ်တဲ့အချိန်မရွေးလာခေါ်မယ်လို့ချင်းချောက်ပြောဆိုနေခြင်းဖြစ်ကြောင်းဒေသခံပြည်သူများကတိုင်ကြားထားပါတယ်ဒေကုံမြို့တဲ့အရှိပိုင်း အမတ်ရှိရက်ွက်မှာအုတ်ချုပ်ရေးမှုလှသိမ်းတဲ့ယာယီမှုစေအိမ်မှုတွေကရက်ွက်ထက်ကယောက်ျားလေးတွေအကုန်လုံးကိုစစ်မှုထမ်းဖို့ဆိုပြီးတော့စရင်ထုတ်ပြီးကြိုက်တဲ့အချိန်ကြိုက်တဲ့နေရာမှာလာခေါ်မဲလို့ချင်းချောက်တောင်းခံနေပါတယ်လာတိုင်းလဲရက်ွက်ထဲမှာရှိတဲ့အိမ်တွေကနေပြီးတော့ငွေကြေးတွေကောက်ခံနေပြီးစစ်မှုထမ်းဖို့လူငယ်တွေကိုလည်းအများအပြားလာစဉ်လာတိုင်းဖမ်းဆီးပြီးတော့ပို့ဆောင်နေပါတယ်ရက်ွက်ထက်ကလူငယ်များစွာဟာလဲထွက်ပြေးနေရပါတယ်လို့ဒေသခံပြည်သူတူကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းသခိုင်းမြို့နယ်မှာစစ်မှုထမ်းအပတ်စဉ်၅တင်တန်းစဉ်စစ်ကောင်စီတပ်သားတအုပ်ဟာလက်နက်ခဲယမ်းများနဲ့အတူအလင်းဝင်ရောက်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ9ရက်နေ့မှာသခိုင်းမြို့နယ်တပ်မ33လက်အောက်ခံနှုံးတော်မှာတာဝန်ကျနေသူ ပြည်သူစစ်မှုထမ်းအပတ်စဉ်၅ပြည်နှန်းစဉ်စစ်ကောင်စီတပ်သားကိုချစ်သူကမုံရခရိုင်အမှတ်25တရင်တမ်မနီဖို့စ်တန်ကိုဆက်သွယ်က MA1 အမျိုးသားတပ်နဲ့တလန်ကြီပေါက်၃ခုကြီအတောင့်တရာနဲ့အတူအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။တမ33ကနေပြီးတော့ရွှေဘုံကြောင်မြောင်းကိုတွားရမှာတွားတဲ့သူတွေကလည်းတွားနေကြပြီ။သူကမတွားရသေးပဲနဲ့သခိုင်းနဲ့မြင်းမှုကြားကနုံတော်ဂိတ်မှာတာဝန်ချနေတဲ့အချိန်တွားပြီးတော့ခေါ်ထုတ်ခဲ့တာပါ။ကျွန်တော်တို့တိုက်ရင်ထဲမှာကသူ့ရဲ့အကူကရှိတာကိုသူ့အကူကိုချိတ်ဆက်လာတဲ့အချိန်မှာညာရင်းချင်းတွားပြီးတော့ဆွဲထုတ်ခဲ့တာ။သူ့ကိုရွှေဘုံကြောင်မြောင်းပို့ဖို့က မ်းကြောင်းမကောင်းတော့ပို့မရလို့နှုံတော့မှပဲတာဝန်ချထားတဲ့အချိန်မှာရအောင်ဆွဲထုတ်လာခဲ့တာလို့မုံရခေအမတ်95တိုက်ရင်တမ်နီဖို့စ်တပ်ဖွဲ့ကဒုတက်ရင်မှုကပြောကြားထားပါတယ်အခုလိုမျိုးအလင်းဝင်ရောက်လာတဲ့စစ်မှုတန်းတပ်သားကိုချစ်သူဟာမကွေးတိုင်းစာတိဖြစ်ပြီးတော့ပေါ်တာဆွဲဖမ်းဆီးခံရမှုကြောင့်စစ်တပ်ထဲကိုအတရအမှဆွဲသွင်းခံရတာဖြစ်တယ်လို့ပြောပါတယ် စစ်မှုရန်တင်တန်းအပတ်စဉ်၅ခုတက်ရောက်ခဲ့ရတဲ့သူဖြစ်တယ်လို့သိရပါဗျ။ယခုအခါမှာမုံရွာခရိုင်တရင်နဆာ၅တမနီတပ်ဖွဲ့မှ PDF တပ်ဖွဲ့ဝင်အဖြစ်နဲ့ဆက်လက်ပြီးတော့တာဝန်ထမ်းဆောင်သွားမှာဖြစ်ပြီးလက်နက်ခဲယမ်းများကိုယူဆောင်လာနိုင်တဲ့အတွက် မုံရွာခရိုင်တရင်25တမ်မဏိတပ်ဖွဲ့ကစုချင်းမြင့်ငွေ7350ချင်းမြင့်ပေးတော့မှာဖြစ်တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ကောင်စီလက်အောက်မှာတာဝန်ထမ်းဆောင်နေရတဲ့စစ်သားများရဲများပြည်သူစစ်မှုထမ်းတဲ့ဝင်ရောက်လုကင်နေရတဲ့စစ်သားများအနေနဲ့အလင်းဝင်ရောက်လိုပါကမြည်သည့်နေရာမြည်သည့်အချိန်မြည်သည့်အချိန်နေမှာမဆိုရအောင်ကဲထုတ်ပေးမှာဖြစ်တယ်လို့အသိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအလုံးဘေးရန်တွေကင်းရှင်းပြီးတော့လုံခြုံစိတ်ကြပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ